ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဇေယောနေမှာဩကြားထားသော2025ခုနှစ်အောက်တိုဘာလ10ရက်နေ့မှ14ရက်နေ့အထိတပတ်စာကြံပြုဩဇာန်ကိုပြည်ပြည်ဆုံဆုံဖတ်ကြပေးထားပါတယ်အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေပြီးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းတရားအောင်လဲဒီနောက်ခေါင်းလုံးလေးကိုလည်း နှိတ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတွေတပတ်စာဟော့စတယ်ဒီရက်တွေအတွင်းမှာစိတ်နှခွဖြစ်စရာတွေဆုံးဖြတ်ရခတ်တာတွေကြုံလာရတတ်ပါတယ်။အောက်လငယ်သားတွေအတွက်လည်းစိတ်ရှုပ်ရတတ်ပါတယ်။ရင်စက်ပစ္စည်းကိုအကြောင်းပြုပြီးစကားများရတတ်တယ်။စိတ်နှောက်ရှက်ဖြစ်စရာတွေကြားထဲကပဲအဖို့တိုင်းပစ္စည်းတွေဝင်လာမယ်။ခက်ခဲကြံကြာနေတဲ့ငွေကိစ္စပစ္စည်းကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်။မိတ်ဆွေဆရာသမားဖုန်းကြီးစသူတို့ကအကူအညီကောင်းတွေပေးလာမယ်။နေရာတိုင်းကိစ္စအဆောက်အဦကိစ္စတွေအဆင်ပြေလိမ့်မယ်။ ြဿနာဖြစ်နေသူများနဲ့ပြန်ပြီးအဆင်ပြေသွားမယ်။ပညာရေးကိစ္စ၊သင်တန်းကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေပေါ်လာမယ်။လက်ရှိအလုပ်ကိုတိုးချဲ့ရတတ်တယ်။လုပ်ငန်းသစ်စတင်ရတတ်ပါတယ်။ခြိပေါက်သလိုငွေတွေဝင်လာတတ်တယ်။ငွေဟောင်းပစ္စည်းဟောင်းပြန်ဝင်ခင်းရှိပါတယ်။ကျန်းမာရေးညံ့နေသူတွေတိတိတသားကောင်းသွားမယ်။လူနာကိုကူညီရတတ်ပါတယ်။ကံကောင်းစေသောခဏများမှာလေးတစ်ခဏများဖြစ်ပါတယ်။ရေရရဝိဇာကြီးများကိုအာယုံပြု၍မေတ္တာပို့သရင်ဆူတောင်းလိုက်ပါလေ။ဒေနေကရိသားသမီးများလုံး ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။တနင်္ဂနွေသားသမီးများတို့တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပြီးရေးပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ယုံနီနဲ့ဗီဒီယိုမြန်ဆွနှင်းတာမင်လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘာမှထားရဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ တနင်္လာသားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွေအတွင်းမှာဆွေမျိုးရင်းမိတ်ဆွေရင်းတို့ရဲ့စိတ်မကောင်းစရာတွေကြားရတတ်ပါတယ်ပစ္စည်းတစ်ခုအတွက်စကားများဖြစ်ရှင်းရတဲ့တည်းအယောင်မှအဝယ်မှဖြစ်တတ်တယ်အောက်လေငယ်သားသားသမီးအတွက်စုံပြရခတ်တဲ့အကြက်တဲတွေကြုံလာရတဲ့တည်းပြဿနာခက်ကြီးကြီးနှမျိုးနှစ်ခုဖြစ်ရှင်းရတတ်ပါတယ်မတော်တဆထိမိခိုင်းမိဖြစ်တာမိမတယောက်ကြောင့်စိတ်နှောက်ရှက်ကြုံရတာသတိပြုပါဈေးဆိုင်မှာစကားများဖြစ်ရှင်းရတဲ့တည်းခရီးကိစ္စအဆင်ညင်ရတတ်ပါတယ် ယ်မထမတ်တဲ့ဧည့်သည်တွေရောက်လာမယ်မိတ်ဆွေဟောင်းဆရာဟောင်းတွေနဲ့ပြန်ဆောင်ရတယ်ပါတယ်အခြေအိမ်တော်ကြီးစိတ်ချမ်းသာရမယ်ပညာရေးကိစ္စအတင်းနဲ့ကိစ္စတွေစိတ်ချမ်းသာရခြင်းအလုံးနှစ်ဆတိုးချဲ့ရခြင်းဝင်ငွေတိုးခြင်းဇဝေးကငွေပစ္စည်းရောက်လာခြင်းများကြုံရတတ်ပါတယ်တန်ကောင်းစီသောကဏ္ဍများမှာခွနစ်ကဏ္ဍများဖြစ်ပါတယ်ရေရေရမေတော်များတိုင်တိုင်းရှင်များကိုအာယုံပြု၍မေတ္တာပို့သာရင်းဆုတောင်းလိုက်ပါလေဒနေလာသာသမီများလုံးကိုစိတ်နှပြံကြမ်းမှချမ်းသာကြပြီးကံ င်ညာဝရိယအသုံးချက်လို့အကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။ဒနယ်လာသားသမီးများတို့တိုက်ဆိုင်မှန်ကမှကကွန်မတ်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ယောအနေနဲ့ဗီဒီယိုများဆွံ့ဆွေးတမ်းပေးလို့တဲ့အခါ၃ညာကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ဘာမတန်ဆက်သွယ်မေးမြန်နိုင်ပါတယ်။ အင်္ဂါအသားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွေအတွင်းမှာပါတာရေးပညာရေးနဲ့ပတ်သက်လို့အတွေ့ခေါ်ထူးပညာထူးတွေရတဲ့တဲ့အလုံးမှာခွန်ရီကောင်းနေရာကောင်းရတာတွေကြုံရမယ်ကောင်းသောအပြောင်းလဲတွေကြုံရမယ်နေရာပြုပြင်ကြောင်းရွှေ့ရတဲ့တဲ့ဝန်ထမ်းဆိုရင်ရှားရူးဝင်ငွေကိစ္စအခြေအနေကောင်းများကြုံရမယ်မိသားစုတွေကဆွေမျိုးတွေကနိုင်ငံခြားခီးစဉ်စီစဉ်နေသူများအောင်မြင်သွားပါလိမ့်မယ်အခြေရေးအိမ်တော်ရေးနဲ့ပတ်သက်လို့သတင်းကောင်းကြားရတာပါတယ်အဖို့ရန်ပစ္စည်းတွေလည်းပြတ် ်တက်ထွက်တက်ပါတယ်မီးလျက်စစ်အန်းင်းတရိပ်ပြူပါမိတ်ဆွေရင်းနှင်းနဲ့စိတ်တဘော ကွဲလွဲကလမ်းခွင်ရတာပါတယ်အောက်လငယ်သားတွေအတွက်တောကရောက်စရာကြုံရမယ်အမိုက်ကစပြတ်တက်မီးလောင်ဆိုးသလိုပြဿနာသေးသေးလေးကနေကြီးသွားတတ်ပါတယ်ဂျမအီမာတရှောင်းရှောင်းဖြစ်နေမယ်စိတ်နဲ့လူနဲ့မကပ်ပဲဖြစ်နေတတ်ပါတယ်ငွေဆုံးနာငွေပြောက်တာအချိန်ငါကိစ္စတွေစိတ်ညစ်ရတာကြီးကဲသူတွေနဲ့စိတ်တဘောကွဲလွဲတာမျိုးတွေလည်းကြုံရတတ်ပါတယ်ပညာရေးကိစ္စတနင်္ဂနွေကိစ္စတွေမှာဆုံးဖြတ်ရခက်နေတတ်ပါတယ် ကံကောင်းစေသောခဏများမှာ63ခဏများဖြစ်ပါတယ်ရရရကိုဝင်ဆောင်များကလင်းငယ်များကိုလိုအပ်ရာဌာနပြု၍စုတောင်းလိုက်ပါလေအင်္ဂါသားသမီးများအလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးကံညာဝိရိယအသုံးချက်လုံးအားကောင်းကျိုးပန်းတော်မူနိုင်ကြပါစေအင်္ဂါသားသမီးများတို့တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ယောနီနဲ့ဗီဒီမီမဆွနွေးတိုင်မယ်လို့တဲ့အခါ၃ညာကို၈ကိုလေးကိုတင်းလေးလေးတလေးတူဘိုင်ဘာမ တန်းဆက်သွယ်မေးမြန်းနိုင်ပါတယ် ဘောရူသားသမီးများတွေတပတ်စာဟောစံဒီရက်တွေအတွင်းမှာမနာလိုရန်လိုသူတွေပေါ့နေမယ်ဆွဆွဲနမည်ပြတာတွေခံရတတ်ပါတယ်မိတ်ဆွေရင်းလူရင်းတွေကတစ္ဆာပေါက်တတ်တယ်နေရထိုင်ခင်းကိစ္စအစောဦးကိစ္စရည်ရွယ်ချက်တွေပြတ်သွားတတ်တယ်လက်ရှိအလုပ်တွေကိုရက်ပစ်ချင်းစိတ်ပေါ်လာတတ်ပါတယ်အခြေအိမ်တော်ကြီးမှာလည်းညှိမြနိုင်မြဖြစ်တတ်ပါတယ်လိန်ကြာချော်လဲတာခြေတော့ခါဒုက္ခပေးတာတွေသတိပြုပါစီးမျက်စိကြမ်းမရင်ညံ့တတ်တယ်ပညာရေးကိစ္စအတင်းနှန်းကိစ္စတွေမတင် င်မကျဖြစ်ပြီးမှ အထူးကောင်းမယ်အလူမင်္ဂလာကိစ္စတွေအတွက်စဉ်ညင်ရတာပါတယ်အဖို့ရန်အသုံးဆောင်လျှက်စစ်ပစ္စည်းတွေဝင်မယ်အောက်လင်ငယ်သားတွေအတွက်ဝမ်းသာရမယ်ပြဿနာတစ်ခု အလိုလိုရှင်းသွားမယ်မိမိအားရန်လုံနေသူရဝေးသူထွက်သွားခြင်းသူတရားနေသူစီရင်သွားခြင်းဆိုတာမျိုးတွေဖြစ်သွားလိမ့်မယ်ချိန်မမထားတဲ့နေရာကငွေတွေအများကြီးဝင်လာမယ်ကံကောင်းစေသောကဏ္ဍများမှာရှစ်လေးကဏ္ဍများဖြစ်ပါတယ်ရရရမိဘဆရာလူကြီးသူမတို့ကိုဖက်နဲ့ဒုက္ခလူ၍စူတောင်းလိုက်ပါလေ ယ်ဘုရောသားသမီးများလုံးကိုစိတ်နှဖျန်းစက်မှန်ချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအကောင်ကျူးပန်းတော်မူနိုင်ကြပါစေဘုရောသားသမီးများတို့တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစင်ဟောင်းနီနဲ့ဗီဒီယိုများဆွနွေးတိုင်မယ်လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတို့ဘိုင်ဘာမှတိုင်းဆက်သွဲမင်းများနိုင်ပါတယ် ကြာသောရင်းသားသမီးများတို့ကြပတ်စာဟောချက်ဒီရက်တွေအတွင်းမှာလုံးသမျှကြံသမျှလွဲချော်နေတတ်တယ်။ကျမကြီးတရိပ်ပြပါမွေတွေပစ္စည်းတွေအလေအလွန့်အဆုံးရှုံးများတတ်တယ်။အချိန်ငါအပေါင်းနံကိစ္စများပြဿနာရှုပ်တတ်တယ်။အောက်လေငယ်သားတို့ရဲ့အချိန်ရဲ့အိမ်ောင်းကြီးရှုပ်ထွေးတတ်ပါတယ်။မိသားစုအတွင်းမှာညှိမြနိုင်မြတာတွေဖြစ်တတ်ပါတယ်။ခရီးသွားမဲ့အစည်းအဝေးတွေလည်းချင့်ငော်လွဲချော်သွားတတ်ပါတယ်။မသွားခြင်းနဲ့ခရီးတွေသွားရတတ်တယ်။မကြခြင်းနဲ့စကားတွေကြားရတတ်တယ်။ရွေးမိတ်ဆွေဆရာသမားတို့ကကူညီမယ်။ က်မှန်တဲ့လူကကူညီလိုက်မယ်အလုံးနေရာအိမ်နေရာမတင်မတ်တဲ့အပြောင်းလဲများကြုံရမယ်ပြဿနာဖြစ်နေသူတွေနဲ့ပြန်ပြီးအဆင်ပြေသွားမယ်ကိုကိုစော်ကားထားသူတွေကပြန်ပြီးတောင်းပန်လာကြလိမ့်မယ်ချစ်သူအိမ်တော်ဘက်စီကငွေတွေပစ္စည်းတွေရတာပါတယ်ပညာရေးကိစ္စသင်တန်းကိစ္စထင့်ငော်နေတတ်တယ်အလုံးကိစ္စဝန်သားစရာအခြေအနေကောင်းများကြုံရမယ်တန်ကောင်းစေသောခဏများမှာငါးကိုခဏများဖြစ်ပါတယ်ရေရရပုံကြီးတိလရှင်တို့ကိုငွေငါးခဏလူ၍စုတောင်းလိုက်ပါလေဇာတာပရိသတ်သူများလုံး ကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအားကောင်းကျိုးပန်းတော်မူနိုင်ကြပါစေ။ဇာတာရိသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာဇင်ဟောနေနဲ့ဗီဒီမီမြဆွနှွေးတံမီလို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတို့ဘိုင်ဘာမတ်တဲ့ဆက်သွင်းမိမြနိုင်ပါတယ်။ တောက်ကြမ်းသားသမီးများတွေတပတ်စာဟောတဲ့ဒီရက်တွေအတွင်းမှာជីနူဝမ်းမြောက်စရာတွင်ကြုံလာမယ်ရွယ်ချက်ကြီးတွင်အောင်မြင်မယ်နာမည်ကုန်သတင်းတုတ်တယ်မယ်ရဝေးအဆက်အသွယ်ကောင်းတွင်ရတဲ့တဲ့သတင်းကောင်းတွင်ဧည့်သည်ကောင်းတွင်ရောက်လာမယ်အဖို့တိုင်းပစ္စည်းတွေဝင်လာမယ်အဝေးရောက်နေသောမိတ်ဆွေမောင်နှမတွေနဲ့ပြန်လည်ဆောင်ကြည့်ရတာပါတယ်အဆောက်အဦနေရာထိုင်ခင်းကိစ္စတွေအောင်မြင်မယ်အခြေအိမ်တော်ကြီးမှာလည်းစိတ်ချမ်းသာရမယ်ပျော်ရွှင်ပွဲရခီးတွေတွားရမယ်လူကြီးသူမဆရာသမားတွေရဲ့အကူအညီကောင်းများရရှိမယ်ပညာရေးကိစ္စ ္စသင်တန်းကိစ္စများစိတ်ချမ်းသာရမယ်အလုပ်ကိစ္စသတင်းကောင်းကြရမယ်ခရီးအကျိုးပေးမယ်ငွေအတော်များများဝင်လာမယ်ဒီပေါက်တလုံးဝင်လာတတ်ပါတယ်အောက်လငယ်သားတရိတာပါသူတော်မရဲ့အချင်းရေးအိမ်တော်ကြီးမှာဈာညတ်တတ်ပါတယ်ယောဂနှမျိုးတစ်ပိုင်းနှစ်ထဲဖြစ်တာဒါမှမဟုတ်မိသားစုထဲမှာလူနှစ်ယောက်ကျမ်းမာရေးညံ့တာကြုံရတတ်ပါတယ်ကံကောင်းသောကနန်းများမှာ၉၆ကနန်းများဖြစ်ပါတယ်ရရရမြတ်စွာဘုရားမှာတည်တည်၆လုံးလူ၍စုတောင်းလိုက်ပါလေတောက်ကြသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာ ာကြပြီးကံညာဝရိယအသုံးချက်လုံးအောင်အောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။တောက်ချားသားသမီးများအတွေ့တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာဇင်ဟောင်းနေနဲ့ဗီဒီယိုများဆွံ့ရတာမယ်လို့တဲ့အခါဒုံညာကိုရှစ်ကိုလေးကိုတလေးလေးတလေးတူဘိုင်ဘာမတဲ့ဆက်သွဲမေးမြန်းနိုင်ပါတယ်။ စနေသားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွေအတွင်းမှာဘာပဲလှုပ်လိုက်လှုပ်လိုက်အထင်ငော့အနောက်ရှက်တွေကြုံနေမယ်မိတ်ဆွေရင်းတွင်မြေကုံမောင်နှမတွေအတွက်လဲစိတ်ညစ်ရတာပါတယ်အထူးသဖြင့်မျက်နှာချောင်းနာကန်နာကလူတွေဒုက္ခပေးတာပါတယ်တလိပ်ဆန်းကြောင့်စိတ်ညစ်ရတဲ့မိလျက်စင်အန်းရဲ့ကြုံနာမတော်တဆအထိကိမိတာတွေသတိပြုပါအဆောက်အဦကိစ္စနေရာကိစ္စတွေအခက်အခဲကြုံပြတဲ့နောက်အဆင်ပြေသွားမယ်ကျမကြီးမှာစိုးစိုးရွားရွားမဟုတ်ပေမဲ့တရှောင်ရှောင်ဖြစ်နေမယ်မိဘဆရာကြီးက ဲသူတွေရဲ့အထင်လွဲခြင်းကိုခံရတာပါတယ်။အလုံးမှာအတိုက်ခံနောက်ဆက်တွဲကြုံရမယ်။ဒါပေမဲ့အောင်မြင်သွားမယ်။မွေကြီးကတော့အတော်ကိုကြက်တဲမဲ့အချိန်ပါပဲ။မိမတယောက်ဒုက္ခပေးတာပါတယ်။မလုပ်ချင်တဲ့အလုပ်တွေလုပ်ရတာပါတယ်။ဂျင်းနဲ့ကြက်တဲ့အချိန်တွေကြုံရတာပါတယ်။တံမိုးကြီးပစ္စည်းတွေကတော့ဝင်လာလိမ့်မယ်။ထွက်နေတဲ့ငွေတွေပစ္စည်းတွေလည်းပြန်ဝင်လာတတ်ပါတယ်။အောက်လက်ငယ်သားရဲ့သတင်းကောင်းကြားရမယ်။ဆွေမျိုးသားချင်းတွေကချီစုကြီးပေါက်တာစုစုဂုံတို့ရတာယာရုတက်တာတွေကြုံရတတ်ပါတယ်။အခြေအိမ်အောင်ရ င်းမှာဝန်သားစရာအပြောင်းလဲတွေဖြစ်လာမယ်အဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ကောင်းရလိမ့်မယ်ကံကောင်းစေသောကဏ္ဍများမှာတရှိကဏ္ဍများဖြစ်ပါတယ်ရရရတလိမ့်ဆံများကိုအစာကျွေး၍စူတောင်းလိုက်ပါလေဇနေသားသမီးများလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကံညာဝရိယာသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေဇနေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာဇင်ယောင်နေနဲ့ဗီဒီယိုမင်းများဆွံ့ရတယ်လို့တဲ့အခါ 3ညကို8ကိုလေးကိုတလေးလေးတလေးတူဖိုင်ဘာမှတိုင်းဆက်သွယ်မေးမြနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။မြမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။